အားလုံးမင်္ဂလာပါကျွန်တော်ရေဘက်ကဗီဒီယိုလေးမှာရွှေရည်စက်နီးအပြင်ဆက်ကြောင်းလေးပြောပြခဲ့ပါတယ်အာဒီနေ့ကတော့ကျွန်တော်အာရွှေရည်စက်နီးပေါ့အပြင်ဆက်နဲ့ဆက်ထားတဲ့တချက်သားရဲ့တံပိုးလေးတွေဘယ်လိုတက်ချက်တယ်လဲဆိုတာပြောပြချင်ပါတယ်โอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အပြင်ဆက်တချက်သားရဲ့ချက်တင်ငွေလေးတွေတွေ့ကြည့်အောင်နော် 15ပဲရေတကြသားရဲ့တံပိုးကိုကျွန်တော်တို့သိကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က16အစားစက်ခွန်အမြောက်အခောက်ဈေးနှုန်းဆိုရင်ကျွန်တော်တို့15ပဲရေတကြသားရဲ့ဈေးနှုန်းကိုသိရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကအခောက်ဈေးနှုန်းကိုစက်ခွန်နဲ့စားပြီးတော့16နဲ့မြောက်လို့ရှိရင်လည်းကျွန်တော်တို့15ပဲရေတကြသားရဲ့ဈေးနှုန်းကိုသိရမှာဖြစ်ပါတယ်အာနောက်တစ်ခုကကျွန်တော်တို့14ပဲနှစ်ပြားရေတကြသားရဲ့တံပိုးကိုသိကျင်တယ်ဆိုလို့ရှိရင်16ကိုကျွန်တော်တို့ကစက်ခွန်တက်တမ9နဲ့စားမယ်ပြီးလို့ရှိရင်ရလာတာကိုကျွန်တော်တို့က အခောက်ဈေးနှုန်းလေးနဲ့မြှောက်မယ်ဆိုလို့ရှိရင်14ပဲနှစ်ပြားရည်တစ်ချက်သားရဲ့တန်ဖိုးကိုရမှာဖြစ်ပါတယ်။နောက်တစ်ခုကကျွန်တော်တို့14ပဲရည်တစ်ချက်သားရဲ့တန်ဖိုးကိုသိကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က16ကို16နဲ့စားမယ်။ပြီးရင်အမြောက်ကျွန်တော်တို့ကအခောက်ဈေးနှုန်းလေးနဲ့မြှောက်လိုက်မယ်ဆိုလို့ရှိရင်14ပဲရည်တစ်ချက်သားရဲ့တန်ဖိုးကိုရမှာဖြစ်ပါတယ်။ နောက်တစ်ခုကကျွန်တော်တို့73ပေးရေပေါ့73ပေးရေတစ်ချက်သားရဲ့တံဘိုးကိုသိကျင်နေဆိုရင်ကျွန်တော်တို့က16ကို19နဲ့စားမယ်ပြီးရင်ကျွန်တော်တို့ကအခောက်ဈေးနှုန်းလေးနဲ့မြှောက်လိုက်မယ်ဆိုရင်73ပေးရေတစ်ချက်သားရဲ့တံဘိုးကိုရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့12ပေးရေတစ်ချက်သားရဲ့တံဘိုးကိုသိကျင်နေဆိုရင်ကျွန်တော်တို့က16ကို20နဲ့စားမယ်ပြီးရင်ကျွန်တော်တို့ကအခောက်ဈေးနှုန်းလေးနဲ့မြှောက်လိုက်မယ်ဆိုရင်ကျွန်တော်တို့12ပေးရေတစ်ချက်သားရဲ့တံဘိုးကိုရမှာဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ပြောပြသွားတာလေးကတော့အပြင်ဆက်တစ်ချက်သားရဲ့ ့ကြတဲ့ငွေတနည်းလေးတွေပဲဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးပါ